မင်္ဂလာပါရှင်2025ခုနှစ်ဧပြီလ4ရက်ရွှေဖြိုရဲ့အပတ်စဉ်တောက်ကြနေ့သတင်းစုစည်းထုတ်လွှင့်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုပါရစေဒီတစ်ပတ်သတင်းတွေကိုကျွန်မအပဲစုစည်းတင်ဆက်ပေးသွားပါမယ် ထင်တော့ရေ MNDAA NDAA တို့ကငလင်ပေးကြုံနေရတဲ့လူထုတွေကိုငှဲ့ညာတဲ့အနေနဲ့ဒီနေ့တကြံကိုဖျက်သိမ်းလိုက်ပေမဲ့စစ်ကောင်စီတပ်ကဆက်လုတော့မယ်လို့ပြောဆိုထားပါတယ်ငလင်ပေးတင်လူထုတွေကိုနိုင်ငံတကာကလာရောက်ကူညီကယ်ဆယ်ရေးလာလုပ်ပေးနေချိန်နောင်ချိုအပါအဝင်မြန်မာနိုင်ငံကနေရာတချို့ကိုစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ရာရီပြစ်ခတ်ရက်စဲဖို့ထုတ်ပြန်ထားသူတွေကိုစစ်ကောင်စီကလက်မခံဘဲပယ်ချခဲ့ပါတယ်။ဒီသတင်းတွေအပြင်တခြားသတင်းတွေလည်းကြားဖို့ရှိပါတယ်။ ။ငလီနန်ကြားကမြို့နယ်တချို့ကိုလေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်နေတဲ့စစ်ကောင်စီတပ်ကလူထုကိုစာနာတဲ့အနေနဲ့ဆိုပြီးရက်၂၀ရာရီအပြည့်ရက်မယ်လို့ဧပြီ၂ရက်ကထုတ်ပြန်ထားပါဗျ။ငလင်တန်ကြောင့်ထိခိုက်ခံစားနေရတဲ့ပြည်သူလူထုတွေကိုစာနာထောက်ထားနားလည်တဲ့အနေနဲ့ကုညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအရှိန်ဟုန်မြင့်ဆောင်ရွက်နိုင်စေဖို့ရည်ရွယ်ပြီး2025ခုနှစ်ဧပြီလ၂ရက်ကနေ22ရက်အထိယာယီအပြည့်ခတ်ရက်စဲတွားမှာဖြစ်တယ်လို့ဆိုပါရယ်။တချိန်တည်းမှာပဲစစ်ကောင်စီတပ်ကရှမ်းမြောက်အပအဝင်ကချင်ချင်း၊ကရင်နဲ့စကိုင်းတိုင်းဒေသတွေကမြို့နယ်တချို့ကိုပုံကျဲတိုက်ခိုက်တာတွေပြုလုပ်နေတာကိုတွေ့နေရပါရယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကချင်တပ်မတော် KIA နဲ့ညီနောင်မဟာမိတ်၃ဖွဲ့ရဲ့ပြစ်ခတ်ရက်စဲရေးကန့်လန့်ချက်ကိုစစ်ကောင်စီကပယ်ချခဲ့ပါတယ်။မန္တလေးနဲ့စကိုင်းတိုင်းကိုဗဟိုပြုပြီးမက်စလာ28ရက်ကပြင်းထန်တဲ့ငလင်လောက်ခတ်မှုကြောင့်လူထိခိုက်တေဆုံးတာနဲ့အဆောက်အုံပြိုကျပျက်စီးတာတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်လူထုတွေကိုငဲ့ညာတဲ့အနေနဲ့ NGO ကနှစ်ပတ်ညင်အောင်မဟာမိတ်၃ဖွဲ့ကတလ KIA က၃ပတ်ကြာယာယီအပြစ်ခတ်ရက်စဲကြောင်းထုတ်ပြန်ထားပါတယ်။ တိုင်းနာလက်နက်ကန်အဖွဲ့တွေဟာလက်ရှိအခြေအနေမှာတိုက်ပွဲဖော်ဆောင်တာမရှိပေမဲ့လည်းတိုက်ခိုက်ဖို့အတွက်စုဖွဲ့တာလက်ကျင့်ပြင်ဆင်တာတွေကိုလှုံ့ဆော်နေကြတာကိုသိရှိပြီးဖြစ်ပြီးအဲ့လိုဆောင်ရွက်နေတာကလည်းတိုက်ခိုက်တာပဲဖြစ်တဲ့အတွက်တပ်မတော်အနေနဲ့လိုအပ်တဲ့ကာကွယ်ရေးဆိုင်ရာလုပ်ငန်းတွေကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့နေပြည်တော်မှာပြုလုပ်တဲ့ငလင်ပြည်လဲထူထောင်ရေးအလူငွေပေးပွဲမှာပြောကြားခဲ့ကြောင်းမြန်မာနောင်သတင်းဌာနကရေးသားထားပါတယ် ငလင်နယ်အပြင်ထံခန်းစားနေရတဲ့ချိန်မှာပဲတောင်တက်ထင်းတွေထိန်းချုပ်ထားတဲ့နောင်ချုံမြို့နယ်ကိုစစ်ကောင်စီတပ်ကဗုံးကျဲခဲ့တဲ့အပြင် လက်နက်ကြီးနဲ့ဒရုန်းကိုပါ၄ချိန်အုံပြူတိုက်ခိုက်မှုကြောင့်မတ်လ28ရက်ကနေဧပြီ2ရက်အထိ၈ဦးတေဆုံးခဲ့ပြီး၅ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ငလင်လောက်ခဲ့တဲ့မက်စလာ28ရက်မှာပဲနှောင်ချုံမြို့နယ်နှောင်လင်ရွာကိုပုံကျဲခဲ့လို့ဒနုတပ်ဖွဲ့မှတပ်သားတအူးနဲ့စစ်မေ6ဦးတေဆုံးခဲ့တာမက်စလာ31ရက်မှာလည်းနှောင်ချိုကြောက်ကြမ်းရွာကိုဒရုန်းနဲ့ပုံကျဲခဲ့ပြီးဧပြီ1ရက်မှာလည်းလွယ်ခွင်ရွာကိုပုံကျဲခဲ့လို့9ဦးထိခိုက်ဒဏ်ရာရတာနဲ့ဆမဆယ်ရွာကိုပုံကျဲခဲ့တာကြောင့်တအူးတေဆုံးခဲ့ပါတယ် ငလင်တန်တင့်တဲ့လူထုတွေအတွက်ဝန်နေချင်းအထိမ်းအမှတ်အဖြစ်မတ်လ31ရက်ကနေဧပြီ6ရက်အထိတက်မှတ်ထားတဲ့စစ်ကောင်စီတပ်ဟာရှမ်းမြောက်နောင်ချုံမြို့နယ်အပြင်တခြားမြို့နယ်တွေကိုလည်းနေ့တိုင်းပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေပါဗျာ။ ကျင်းပမှုစီစဉ်ထားတဲ့တကြံပွဲတော်ကို MNDAA NDAA TNOA တို့ကဖျက်သိမ်းလိုက်ပြီးဖြစ်ကြောင်းထုတ်ပြန်ခဲ့ချိန်မှာပဲစစ်ကောင်စီတပ်ကပြပွဲရှင်ပွဲမဟုတ်ပဲရိုးရရင်ကျေးမှုနဲ့အညီအေးချမ်းတာရတဲ့တကြံကိုတော့ကျင်းပသွားမယ်လို့ဧပြီတရက်မှာထုတ်ပြန်ခဲ့ပါတယ်။ ကိုကန် data မိုင်းလား data နဲ့တောင်း data တွေမှာတကြံပွဲတော်ကိုကျင်းပဖို့အတွက်စီစဉ်ထားပေမဲ့ပြီးခဲ့တဲ့မတ်လ28ရက်ကပြင်းအားခွန်ဒရမခွန်အဆင့်ရှိတဲ့ငလင်လောက်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်လူထောင်ချီတည်ဆုံခဲ့တယ်လို့လက်ရှိအချိန်ထိကယ်ဆယ်ရေးလုပ်ငန်းလှုပ်ဆောင်နေစေဖြစ်တာကြောင့်လူသားချင်းစာနာတဲ့အနေနဲ့တကြံပွဲတော်ကိုကျင်းပမဲ့အစီအစဉ်ကိုဖျက်သိမ်းလိုက်တာလို့ဆိုကြပါဗျာ။ မက်စလာ28ရက်နေ့လယ်တနိုင်ဝင်းကျင်မှာမန်လေးမြို့အရှေ့မြောက်ဘက်12မိုင်အကွာကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်ဧပြီ3ရက်ထိနိုင်ငံတော်မှာတေဆုံးသူ3885ဦးနဲ့ဒဏ်ရာရသူ9455ဦးရှိပြီးပျောက်ဆုံးနေသူ900ကျော်ရှိပြီဖြစ်ကြောင်း DVB ကပြုစုထားတဲ့စာရင်းအရတရားပါတယ် တောင်ဒေတာမှာမြို့ဆက်တဲ့အမှုပညာရှင်တွေပေါ်ထွက်လာဖို့နှံခံမျိုးနဲ့တနေရာမှာတုံးနေကြတင်ကြပေးမယ်အမှုပညာကျောင်းကိုပြီးခဲ့တဲ့ဇန်နဝါရီ15ရက်မှာတောင်ဂီတာနဲ့ရုပ်ရှင်အစည်းအရုံး TMFA နဲ့တတိပညာရှင်တွေကဦးဆောင်ဖွင့်လှစ်ပေးခဲ့ပါတယ်။ဒီတရင်ကိုတော့လွေးစုမိုးကရိုက်ကူးတီဖြတ်ပြီးကျမလွေထွေးကတင်ဆက်ပေးထားပါတယ်။ဒါကတော့တအားအမှုပညာအကယ်ဒမီအကြောင်းကအကြောင်းပြချောင်းသားတွေလေ့ကျင့်တင်ကြနေတဲ့မြင်ကွင်းတွေပါ ဒီကြောင်းကိုပြီးခဲ့တဲ့2024ခုနှစ်ဇန်နဝါရီ15ရက်နေ့မှာတအန်းဂီတာနဲ့ရုပ်ရှင်အစီအယုံ TMFA နဲ့တတိပညာရှင်တွေဦးဆောင်ပြီးတအန်းဒေတာတနေရာမှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။နှမ်ခမ်းမျိုးနဲ့ပန်ရုပ်ကြီးရွာမှာနေထိုင်တဲ့မိုင်းလုံးမောင်ကလည်းတအန်းနုပညာအကယ်ဒမီကျောင်းမှာပညာတင်ယူနေတဲ့ကျောင်းသားတယောက်ပါ။တန်းနုပညာအကယ်ဒမီကျောင်းလာတက်တာနဲ့ပတ်သက်ပြီးမိုင်းလုံးမောင်ကသူ့ရဲ့မြုံမှန်းချက်ကိုအခုလိုပြောပြပါဗျာ။အားဟုတ်တယ်ကြောင်းနေတာ။အဲနံပနော ပဲတော့စကံမြန်ပဲမရံကဲမြန်ကိုဒီကြောင်မတခင်ကလည်းတချင်းဆိုတဲ့နီးနဲ့တီးတဲ့အပိုင်းတွေတင်ကျင်ခဲ့တာကိုဒီကြောင်ရောက်တော့လဲကိုမြုံမန်းထတ်တယ်လို့ဖြစ်လာတယ်တချင်းရေပုံရင်းနီးတွေတချင်းဆိုရင်ဘလို့အတန်နဲ့အမြင့်ဘလို့ထားရမလဲဆိုတာကအစတီးလာတယ်ဒါတီးတာတော့ပလွေမုတ်တာတော့အစုံပဲတီးလာတယ် ကုတ်ခိုင်မြို့နယ်ငေါငါကျေးရွာမှာနေထိုင်တဲ့လွေအမ်ရွှေထွန်းကလည်းတာငနုပညာအကယ်ဒမီကျောင်းမှာဂီတာဘာသာရပ်အထူးပြုအနေနဲ့တည်ယူနေတဲ့အနုပညာကျောင်းသူတယောက်ပါလက်ရှိတင်နန်းကာလတနစ်ကျော်အတွင်းမှာအနုပညာသဘောတရားတွေကိုနားလည်လာပြီးရာတင်တလောက်ရနေပြီလို့လွေအမ်ရွှေထွန်းကပြောပါတယ်အဲတော့ဝဒနာအယူဤဟုတ်အီဘုတ်ကျော်င်း ကိုလဲဝတ်နာပါလို့လာတတ်တာပေါ့နော်ပထမနှစ်မှာတော့စတင်ပေးရများတယ်အခုဒုတိယနှစ်ရောက်တော့ဆရာတွေကအချိန်နလပေးပြီးအရင်တီးကြည့်ခိုင်းတယ်အဲ့ဒီနလအတွင်းမှာကိုယူထားတဲ့မိကြာကကိုအတွက်အဆင်မပြေရင်မိကြာပြောင်းယူလို့ရတယ်အရင်တုန်းကဂီတာနည်းနည်းတော့တီးတတ်ပေမဲ့ theory ရေမသိတော့သူများပြတဲ့အတိုင်းပဲလိုက်တီးတတ်တာလေအခု theory ရေတင်ရတော့ theory ကဘလောက်ရေးကြီးလဲဆိုတာသိသွားတယ်ဂီတာတီးတတ်တာချင်းတူရင်တော့ theory တီးရတူနဲ့မတီးရတူရှင်းကြည့်လိုက်ရင်ကွာ ာပေါ့ကိုရဲ့ကိုပိုင်ချိန်မှာလဲတခြားကိုစိတ်ဝင်စားတဲ့မိကြရီတင်လို့ရသေးရဲ့တအားအနုပညာအကယ်ဒမီကျောင်းမှာအနုပညာဆိုင်ရာပါရာရဲ့15ခုအပြင်တာငရိုးရာနဲ့ရင်ကျေးမှုဆိုင်ရာဆိုကရေးတီးတွေကိုတာငအနုပညာရှင်နဲ့တခြားဒေတာကအနုပညာရှင်တချို့လင့်ကျင့်တင်ကြားပေးနေပါတယ်။ကိုစိတ်ဝင်စားတဲ့ပါရာရက်တွေကိုအချိန်ကုန်စရာမလိုဘဲတနေရာထဲမှာတည်ယူနိုင်တာကြောင့် ဒူမလိုပဲအမှုပညာကိုစိတ်ဝင်စားတဲ့ညီငယ်ညီမငယ်တွေကိုတာငနုပညာအကယ်ဒမီကျောင်းလာတက်စီချင်တယ်လို့လွေးအမ်ရွှေထွန်းကဆိုပါတယ်။စမစင်ဘွေနခိုင်ရဒီ ข่งจองนินเข่งจองเทเอนินอ่าอันซินเจอือดิตะเกลูชินไซชิยินดีเจ้ามาตัดสิชินเนดีเจ้ามาตินเบ้ยะปาเรยะดีละเมียเดอเปียมาตินนั้นตั้วตัดเมซูยินดิหลอกเมียจีตินลุเมียนายอเปียมาตัดยินโกเยโกบายฉิงซูเลเล่ลาลุเมียบูดีมาซามไลนายินเลใส่บูเสียมะโลซามไลนายินเลโกวาตนาปาเรหาตินลุยาเสียดิกาซิซินเป้ทาบีดาเวကိုကြောင်းပြီးတော့ရင်လေဒီပညာရက်နဲ့ပဲအသက်မွေးဝမ်းကြောင်းတစ်ခုဖြစ်လောက်တော့လို့ရတယ်အဲ့ဒီအပ ြင်ဒီအနုပညာနဲ့လည်းစစ်အာဏာရှင်တွေကိုတော်လှန်လို့ရတယ်။ပရမဇောကျင်းခုနှစ်တဲ့တာအနုပညာအကယ်ဒမီကျောင်းမှာတာအင်းဒီရာအတွင်ကအသက်16နှစ်နဲ့30နှစ်ကြားရှိကျောင်းတူကျောင်းသား30ဦးတက်ရောက်နေပါတယ်။တင်နန်းကျောင်းကိုဆမက်စတာ3ခုခွဲပြီး3နှစ်ကြာတင်ကြားပေးမှာဖြစ်ပါတယ်။ကျောင်းပြီးသွားရင်အမှုပညာအလုပ်တွေဆက်လုပ်သွားဖို့ရည်ရွယ်ထားပြီးလူမျိုးကိုအမှုပညာနဲ့မြင့်တင်သွားခြင်းလေလို့မိုင်းနှုံးမောင်ကပြောပါတယ်။ အာနုပညာမှာပေါ့နော်ကျွန်တော်တို့တအားတခြားလူမျိုးတွေနဲ့ရှင်တအားနောက်ကျနေတယ်လို့တွေ့ရတာပေါ့အဲ့ဒါကိုဒီအနုပညာနဲ့စီးပွားရှာတာပေါ့အဲအဲ့ဒါဆိုတာတဲ့ကျွန်တော်တို့ဒီအနုပညာနဲ့တအားလူမျိုးကိုမြင့်တင်ခြင်းတာအဲအဲ့လိုပုံစံလူမျိုးတစ်ခုလုံးမဆွဲဆောင်ရင်တော့မှတကိုတတ်နိုင်တော့ကိုဆွဲဆောင်ရမှာပေါ့နော်ဒီအနုပညာနဲ့ကိုထုတ်ဖော်ပြရမယ်ဒီဒီလူမျိုးလဲသူများလိုမညံ့ပါလားဆိုတော့ အာအတိကိုတမားစီရောက်အောင်ကိုထုတ်ဖော်ပြရမှာပေါ့ငလင်ဘေးတင်တူတွေကိုကုညီဖို့လာတဲ့တရုတ်နိုင်ငံချက်ချင်းဤအတင်းရဲ့ရင်နှန်းကိုပြစ်ခတ်ခဲ့ကြောင်းစစ်ကောင်စီတပ်ကဝန်ခံခဲ့ပါတယ်မြန်မာနိုင်ငံကငလင်ဘေးတင်တူတွေကိုကုညီဖို့ထောက်ပံ့ရေးပစ္စည်းတည်ဆောင်လာတဲ့တရုတ်နိုင်ငံချက်ချင်းဤအတင်းမှာရင်နှန်းကိုစီကိုနောင်ချုံမြို့နယ်အုံတီရွာမှာစစ်ကောင်စီတပ်ကတနက်နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာမှန်ကန်ကြောင်းဗိုလ်ချုပ်ဇော်မင်းထွန်းကဝန်ခံခဲ့ပါတယ် တရုတ်နိုင်ငံကြက်ချင်းကြီးအတင်းဟာအကြောင်းကြားတာမရှိဘဲဝင်လာတာဖြစ်ပြီးအုံတီရွာမှာရှိတဲ့စစ်ကောင်စီတပ်ကစစ်ဆေးဖို့တားရမှာမရက်တာကြောင့်ပြစ်ခတ်ခဲ့တာဖြစ်တယ်လို့ဗိုလ်ချုပ်ဇော်မင်းထွန်းကဧပြီလ၂ရက်မှာသူတို့ရဲ့လက်အောက်ခံမီဒီယာတွေမှာဖြေကြားထားပါတယ်။လန်ခီမှာပြစ်ခတ်ခံရပြီးတဲ့နောက်တရုတ်နိုင်ငံကြက်ချင်းကြီးအတင်းကနောင်ချိုဘက်ပြန်လည်ဆုတ်ခွာလာခဲ့ပြီးထင်တော်ရီတပ်ကကာကွယ်စောင့်ရှောက်ပေးထားပြီးတော့လိုရာခီကိုဆက်လက်ပို့ဆောင်သွားမယ်လို့ထင်တော်ရီကပြောဆိုထားပါတယ်။တရင်တွေကိုဒီမှာပဲရန်နာခွင့်ပြုပါ တင်ဆက်ပေးထားတဲ့သတင်းတွေကိုကြည့်ရှုနားဆင်ပေးခဲ့တဲ့ပရိသတ်တွေအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်။